ထိုင်ဝမ်နိုင်ငံကအမျိုးသားတပ်ဦးဟာညတညမှာမမျော်လင့်ပန်းအော်သစ်စရာအဖြစ်ပြက်တစ်ခုဖြစ်ခဲ့ပါတယ်။အဲ့ဒီအဖြစ်ပြက်ကတော့အိတ်နေရင် airport နှစ်ချက်တစ်ဖက်ကိုမတော်တဆမြူချမိခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီမျိုးသားဟာမနှက်မိုးလင်းလို့လိုးလာတဲ့အခါမကြက်တစ်ဖက်ပြောင်းနေခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့ iPhone မှာပါတဲ့ Find My Airport နဲ့ပြောင်းနေတဲ့ airport တစ်ဖက်ကိုရှာကြည့်လိုက်တဲ့အခါမယုံနိုင်စရာအတန်တစ်ခုကြားလိုက်ရပါတယ်။ ကြည့်ရှုသူမိတ်ဆွေများအတွက်ဘ ഹു ဒုတဖြစ်ပွဲစိတ်ဝင်စားဖို့အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Prehat Channel လေးကို Like and Subscribe လုပ်သွားပြပါဦးခင်ဗျာသူကြားလိုက်ရတဲ့အတန်လာရာကိုလိုက်ရှာကြည့်ရတဲ့အခါမှာတော့ရောက်ဆုံးနေတဲ့ Airport ဟာသူ့ရဲ့ One Bike ထဲကနေအတန်မြင်နေတာပဲဖြစ်ပါတယ်သူဟာအလွန်မင်းထိတ်လက်သွားခဲ့ပြီးချက်ချင်းဆိုသလိုမြို့နယ်ဆေးရုံကိုတွားရောက်ပြသခဲ့ပါတယ် ဆေးရုံကဆရာဝန်များဟာဓာတ်ပန်ရိုက်ကြည့်တဲ့အခါ Apple နှစ်ဖက်တစ်ဖက်သူ့အဆိုင်အိမ်ထဲမှာတကယ်ပဲရှိနေတာကိုတွေ့ရှိခဲ့ကြပါတယ်။တစ်ဆက်ထဲမှာပဲသူ့ရဲ့အခြေအနေကိုစောင့်ကြည့်ခဲ့ပြီးကံကောင်းစွာနဲ့ပဲ Apple ရဲ့ plastic အကာတွေဟာဘက်ထရီကနေအန္တရာယ်ဖြစ်စေမဲ့ဓာတ်ပစ္စည်းတွေအပြင်မထွက်အောင်ကာကွယ်ပေးထားတဲ့အတွက်ကြီးမားတဲ့ကျန်းမာရေးပြဿနာမရှိခဲ့ပါဘူး။ခွဲစိတ်ဆရာမလို့ပဲဆရာဝန်ကဝမ်းလုံစီတောက်ဖို့နဲ့ အလိုအလျောက်အပြင်ထွက်လာတာကိုစောင့်ကြည့်ဖို့အကြံပြုခဲ့ပါတယ်။နောက်တစ်နေ့မှလည်းရေအိတ်တက်ပြီးမှတော့ AirPod ဟာသူ့ပိုက်ထဲကနေဘေးအန္တရာယ်ကိကိနဲ့ပြန်လည်ထွက်လာခဲ့ပါတယ်။ဒီအဖြစ်အပျက်ထဲမှာအန်အော်သစ်စရာအကောင်းဆုံးအပိုင်းကတော့ AirPod ရဲ့ကြာရှည်ခံမှုနဲ့ဆွမ်းဆောင်ရည်ပါပဲ။အမျိုးသားဟာထွက်လာတဲ့ AirPod ကိုတန်းတင်က6ထူအောင်ပြုလုပ်ပြီးတဲ့နောက်စမ်းသပ်ကြည့်ရခါအဲ့ဒီနှစ်ချက်ဟာပုံမှန်အတိုင်းအလုပ်လုပ်နေကြောင်းတွေးရှိခဲ့ပါတယ်။ဒါအပြင် Apple ရဲ့ battery power ဟာလည်း41ရာခိုင်နှုန်းကျန်ရှိနေတဲ့ကြောင်းသိလိုက်ရပါတယ်။အစာချေစနစ်ရဲ့ acid တက်တွေနဲ့အခြားအရေးကြီးဂျားတွေကလည်းဖြတ်တန်းလာပြီးဖြစ်ပေမဲ့မပြတ်စည်းပဲအလုပ်လုပ်နေတာဟာ Apple ရဲ့ထုတ်ကုန်အရေးသွေးကိုအထင်ကြီးစရာတစ်ခုဖြစ် ပြောဆိုကြပါတယ်။ဒါဟာတကယ့်ကိုထူးဆန်းတဲ့အဖြစ်ပြက်လား Apple ရဲ့ထွေလုံး story တစ်ခုလားဆိုတာကြည့်ရှုသူမိတ်ဆွေတွေရဲ့အမြင်တွေကိုကွန်မန့်မှာရေးပြသွားပါဦးခင်ဗျာ။